မပူကျွယ်ဆိုလို့မူလာတန်းဖက်ဆောင်ထဲမှာပါတယ်မပူကျွယ်နဲ့ခရုငယ်လို့မထင်လိုက်ပါနဲ့ဒီကမပူကျွယ်ကငစိမ့်နဲ့မပူကျွယ်သာဖြစ်ပါတယ်ငစိမ့်နဲ့ဆိုတော့တိတဲ့အတိုင်းအပြောဆိုကြမ်းပါတယ်ငကူငချင်းများဆိုရင်ဂုတ်ချိုးပေးရမလားခေါင်းထုပ်ပြီးရောင်းပေးရမလားကြိုက်တယ်လို့ခိုင်းရောင်းရရင်ပြီးရောပတ်ဆက်ရရင်ပြီးရောဒီလိုမိမမျိုးပါမပူကျွယ်ကငငယ်ကလေးတွေကတေးစားရှင်းစားသာရေးတဲ့ဖတ်တတ်ပါတယ်ဒါပေမဲ့တခုပြောစရာရှိတာကဘလောက်အပြောဆိုကြမ်းတဲ့ကြမ်းတဲ့ငားတွေပေါ်ဘလောက်ပဲရက်ဆက်ရက်ဆက် မိခင်ဒေါ်ပုစီပေါ်ရောအလွန်ကောင်းပါတယ်မိခင်ကြီးကိုလည်းယူသေးပြီးတော့အမြဲကယူဆိုင်ပါတယ်သူမမှပြောစရာရှိတာကသူများအသက်ကိုတက်ပြီးအသက်မွေးခြင်းပင်ဖြစ်ပါတယ်မပုကျွေကမိခင်ဒေါ်ပုစီနေမကောင်းရင်ပြာရခတ်ပြီးတော့ဘာလို့လို့လို့ရမှမသိကစိတ်လဲတူနေတတ်ပါတယ်သူမစိတ်တူနေရင်သူ့ရဲ့ယောက်ျားကိုအုံးလာနဲ့တာသမီများဟာနေစရာမရှိတော့ပါဘူးကိုအုံးလာကလူရိုးလူရေးဖြစ်ပေမဲ့လည်းထိုင်းရင်လေတော့တကြိုက်နှစ်ကြိုက်တော့မော့တတ်ပါတယ်အလောက်ကလက်ကြောမတင်ဒါကိုမပုကျွေကခွင့်လွှတ်ပါတယ်မူလာရဲ့မရစ်နဲ့အိတ်တော့မပုကျွေကဒီလိုမိမ့်မမျိုးပါ သူကသာသေစာရှင်စာရေးတတ်ပေမဲ့လည်းတားနဲ့သမီးကြတော့ပညာရေးကိုဂရုစိုက်ပါတယ်ပညာတတ်ဖြစ်စေချင်ပါတယ်တားကလေးတန်းသမီးလေးရဲ့နှစ်တန်းကလေးများကလည်းမိခင်ရဲ့စိတ်ဓာတ်ထက်မြတ်ပုံကိုသိပါတယ်ပညာကိုတော့ကြိုးစားကြပါတယ်မဘူးကျော်ကကလေးတွေကိုကစားချိန်မှာကစားစာကျက်ရန်ခေါ်လင်းလဲတစ်ခါနှစ်ခါအော်ခေါ်တော့လာလင်းလာသုံးကလောက်အော်ခေါ်ရပြီဆိုရင်တော့တေဖို့သာပြင်မှာတော့မဘူးကျော်ရဲ့မိခင်ဒေါ်ပုစီကကလေးတွေကိုနနှွေးလူပေးဖို့သာပြင်တာဒီလိုမိခင်မျိုးဖြစ်ပါတယ်တားသမီးကိုသူ့လိုပညာမဲ့ကအသက်သက်ပြီးတော့အသက်မွေးသူမဖြစ်စေချင်ပါဘူး မိခင်စေအပြေအဝရှိသူလို့လဲဆိုရပါလိမ့်မယ်။ဒီနေ့မှာတော့သူတို့ရဲ့မိသားစုထံကိုမထင်မှတ်ထားတဲ့အဖြစ်အပျက်တခုကဝင်ရောက်လာခဲ့ပါတယ်။အဒီနေ့ကဖြစ်ကျင်တော့မဘူးကျွေဟာ၅ရောက်မကောင်းတာကြောင့်မဘူးကျွေလည်းအိမ်မှာချက်စားရံနဲ့ရွာထဲမှာအကျွေးလိုက်အောင်မယ်ဆိုတဲ့စိတ်ကူးနဲ့ငါးတွေကိုပြန်တယ်လာခဲ့ပါတယ်။အိမ်ကိုရောက်တော့မဘူးကျွေရဲ့မိခင်ဒေါ်ဘူးစီဟာအိမ်ဝမှာစီးကျုံနေပါတယ်။မဘူးကျွေကလမ်းပြီးတော့ကိုုံးလာအောင်မေးညီလင်အောင်လားဘယ်တော့မှအိမ်ကပ်ဘူးလို့လဲအေးထူးထူးဆန်းဆန်းလာမင်းနေသေးရဲ့။ကိုုံးလာတယောက်ကတော့လဲရပြန်စားရေးပဲ။ အိမ်မှာဝိုင်းလို့ဆရာရှိလို့ရှင်သူကမရှိတော့ဒီမှာမကုန်းနဲ့ငားရီချက်ဆက်ရှိရချက်ရောင်းဆရာရှိရရောင်းရအောင်မယ်အမေရဲ့ညီယောက်ျားထန်းတော်ထဲမှာရှိမှာပေါ့ေလိုက်ရမနေတော့ပါဘူးအမေရဲ့ဒီတောင်းထဲမှာငကြီးတွေရှိရယူပြီးတော့ကြော်ထားလိုက်တော့မယ်ငါခုနဲ့ကြံတဲ့ငားတွေကိုတော့ရွာထဲလိုက်ပြီးတော့ရောင်းလိုက်အောင်မယ် ကလေးတွေကြောင်းအောင်ပြန်လာလို့ရှိရင်ထမင်းကျွေးပြီးတော့စကြက်ခိုင်းလအောင်တမိသွားတော့မယ်တော့မယ်ပြောပြောဆိုဆိုငားများထည့်ထားတဲ့တောင်းကိုရွက်ပြီးတော့မတ်ပူကျွတ်တယောက်ထွက်လာခဲ့ပါတယ်ရင်ထဲမှာလည်းအိမ်မားတော့ငားမိခင်ကြီးရှိလို့သားပဲပေါ့မဟုတ်လို့ရှိရင်တော့မလွယ်ဘူးဆိုပြီးတွေးရင်လည်းမိခင်ကြီးအတွက်လိုအပ်တဲ့အားစင်းနဲ့ခန်းနှွေးနှွေးအနှွေးတယ်လေးတထည်ဝယ်ရန်စိတ်ကူးနဲ့တွေးတော့နေမိပါတယ်မတ်ပူကျွတ်ကသူ့ရဲ့အမဝမ်းကွဲနေထိုင်တဲ့အရှိရွာဘက်ကိုငားရောက်ရန်ထွက်ခွာလာခဲ့ပါတယ်မတ်ပူကျွတ်တို့ရွာနဲ့အရှိရွာဟာရွာတုတ်တန်တစ်ခုချားပါတယ်အဲဒီတုတ်တန်ဟာတရဲအလွန်၆တယ်လို့လည်းနာမည်ကြီးပါတယ် ကြောက်လဲကြောက်မနေရပါဘူးဝမ်းစာရည်ကအရေးကြီးပါတယ်ယောက်ျားငပြင်းကို အားကိုးလို့လည်းမဖြစ်ပါဘူးထမင်းတော်ငတ်ပြီးသေဖို့ပဲရှိပါတယ်ငါးရီရမယ်နော်ငါးရီငါးရီငကူငကြီးငရှင်းအစုံရမယ်နော်မပူကြွေးလောင်းဟေးလောင်းဟုတ်ကဲ့ဟုတ်ကဲ့တော်ကြီးကဲပြပါဦးညီပါငါးရီပါလဲ အစုံမဲတော်ကြီးဟဲငကူလေးတွေကလည်းလက်ဆက်လိုက်တာကြီးငကူ30သားလောက်ပဲနော်ဟုတ်ကဲ့တော်ကြီးဟုတ်ကဲ့30သားကို900ပဲပေးလိနော်မနေ့ပြလာလို့လေနော်မပူကျွဲဟာရပါတယ်တော်ရဲ့ဟောဒီမှာငားရီစုံရမယ်နော်ငားရီငားရီဟေးဟေးလောင်းလောင်းလာပြီလာပြီဘာကြီးကျော်စံဟေးလာပြီငကြီးလေးစိတ်သားလောက်ပေးပါကြီးပတ်စံတော့မနေ့ပြမှာယူနော်ရပါတယ်ဘာကြီးကျော်စံရဲ့ မဘူးကျွေကငားတွေကိုလက်ငင်းရောအကျွေးပါရောင်းပြီးတော့အခါမှာတော့သူ့ရဲ့ဆွေမျိုးတော်သူအမဝမ်ခွဲထံကိုဝင်လိုက်ပါတယ်။သူ့ရဲ့ဝမ်ခွဲမှာတဲခင်းကျွေးမွေးတဲ့ကောက်ငင်းမောင်းနဲ့ရေနွေးချမ်းပူပူလေးကိုတောက်ပြီးတော့အမောပြေနားခိုရင်းနဲ့ညီမနှစ်ယောက်ကရောက်တဲ့ရရစကားပြောဆိုကြပြီးတော့မဘူးကျွေကလည်းငားတောင်းလေးခေါင်းပေါ်ယူပြီးတော့သူ့ရွာကိုပြန်လာခဲ့ပါတယ်။မဘူးကျွေအိမ်ကိုပြန်တဲ့အချိန်မှာတော့နေလင်းကုန်ပြီးတော့မောင်ရင်ပြိုးစားပြုတ်နေပါပြီ။မဘူးကျွေကအိမ်သားများစောင့်မျှော်နေပြီဆိုပြီးတော့တွေးနေခက်တုတ်တုတ်လျှောက်လာခဲ့ပါတယ်။တင်းကျိုင်းကုန်းသားအဖြစ်မှာတော့ရေကနဲလှုပ်ရှားမှုနဲ့အတူအာ လူတယောက်ကမပုကျွေရဲ့နောက်ကျော်ကိုဒုတ်ခနဲ့ပဲရိုက်ချလိုက်ပါတယ်မပုကျွေကလည်းအားဆိုပြီးတစ်ချက်သာအော်နိုင်ပြီးတော့လဲကျသွားခဲ့ပါတယ်ငါးတောင်းနေရောပတ်စံနေရောလွင့်စင်ကြကုန်ပါတယ်မပုကျွေကလူရက်ခံလဲရပါပြီအမောင်တို့ကိုအားပြုပြီးတော့ရိုက်သူကိုကြိလိုက်တဲ့အခါမှာတော့အရက်9ပေ10ပေခန့်ရှိတဲ့အေယာမလူထွားကြီးတွေဖြစ်နေပါတယ်အင်းကြီးမပါကြောပြောင်ကြီးတွေဖြစ်ပြီးတော့ဒီရက်မှလည်းတခါမှမတွေ့ဘူးတဲ့လူတွေပါဖေရဖေရလူတွေလည်းမဖြစ်နိုင်ဘူးတဆီတရေတွေများလား ပုကျွဲလဲကျသွားတဲ့အခါမှာအဲ့ဒီလူတွေကမပုကျွဲရဲ့နားတွေကငကတ်တွေကိုချွတ်ယူလိုက်ပြီးတော့ငားရောင်းရငွေတွေကိုပါယူဆောင်ပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားပါတယ်ထွက်ခွာမသွားခင်မပုကျွဲကိုအုတ်ကူတစ်ခုရဲ့အနီးကိုတရွတ်တိုက်ဆွဲခွာသွားပြီးတော့လူမမြင်အောင်လို့အုတ်ကူနဲ့ကွယ်ခဲ့ပါတယ်အမလေးလေးလေးအာသိပါပြီရှင်အာငါတကားမမရောက်ဘူးတဲ့နေရာပဲငါဘယ်နေရာကိုရောက်နေရပါလဲဒီတိုင်းတိုင်းနေလို့တော့မဖြစ်သေးပါဘူးငါအိမ်ပြန်ရောက်မှဖြစ်မယ် မပုကျွေရလဲပြပြောဆိုဆိုထိုင်နေရကနေထလိုက်ပြီးတော့အိမ်ရှိမှမြင်နေရတဲ့မြက်တော်လေးဖြစ်နေတဲ့လမ်းလွတ်လွတ်ဖြစ်ပေါ်နေတဲ့နေရာကိုဖြတ်ရန်ခြေလန်းလိုက်ပါတော့တယ်။နောက်ကြောပြင်တစ်ခုလုံးကလည်းနာကျင်နေပါတယ်။အဆုတ်တစ်ခုလုံးကကြွာကြလူမတက်ကိုခံစားနေရခြင်းဖြစ်ပါတယ်။အဲဒီချိန်မှာပဲအတန်တွေကိုကြားလိုက်ရပါတယ်။လိုက်ကြဟေးလိုက်ကြလိုက်ကြမလွတ်စင်နဲ့နော်သူ့ကိုမလွတ်စင်နဲ့လူတစုရဲ့အတန်တွေပါမပုကျွေရှိရာကိုလာနေတဲ့အတန်တွေပါအဲဒီအတန်တွေကိုမပုကျွေကြားတဲ့အခါမှာတော့ ီဒီတန်တွေကငါ့စီကိုလာနေတဲ့အတန်တွေပဲငါဟိုခြုံပုံလေးနားမှာဝင်ပုန်းနေမှာဖြစ်မယ်မပုကျွေရလဲကြောက်ကြောက်လန့်လန့်နဲ့နီးစက်ရခြုံမှုစီကိုဝင်ပုန်းလိုက်ပြီးတော့အတန်လာရစီကိုစောင့်ကြည့်နေမိပါတယ်ရင်းနေခုံကတုံလုံး၆ချားနေမိပါတယ်အဲဒီချိန်မှာပဲလူလင်းငါးယောက်ကမပုကျွေရှိတဲ့မြက်တော်လန်းလေးစီကိုလာနေကြပါတယ်သူတို့လက်ထဲမှာလည်းဓာတ်တွေလန့်နေတဲ့ကွာတရံဆောင်လာတဲ့လက်နက်တွေကင်ဆောင်ပြီးတော့လာနေကြပါတယ်ရုပ်စင်းပုံတရံတွေကဘလူးလိုလိုတဆေလိုလိုလူတွေပါအင်းကြီးဗလာကြောပြောင်နဲ့တဆေတရေပုံစံတွေနဲ့ကြောက်မက်ဖွယ်လဲကောင်းလာပါတယ် မဘူးကျွေကအလွန်မင်းထိတ်လန့်တုံလုံသွားပြီးတော့ဇော်ကျွေးတွေပင်ပြန်လာကအပေါ်သွားနဲ့အောက်သွားတွေပင်တထက်ထက်နဲ့အချင်းချင်းရိုက်ခတ်နေပါတယ်အသက်ကိုပြင်းပြင်းထန်ထန်မရှူရဲတော့ပါဘူးတုံလုံးခြောက်ခြားစွာငြိမ်သက်နေမိပါတယ်သူရဲ့ရင်ထဲမှာလည်းတသက်လုံးသားငါးတွေကိုပဲတက်ဖြတ်လာခဲ့ရအခုကြမှာပဲပထမဆုံးချင်းဖះတားမိနေပါတယ်ဖះဖះဖះကဲတော်မူပါဖះလူဘလူကြီးတွေဆိုတာဒါတွေကိုခေါ်တာနဲ့တူတယ်ငါတို့ဒုက္ခရောက်ဝင်နေတူပါတယ်ငါ ငါးခေါင်းတွေကိုအရှင်လက်လက်ထူထောင်းတက်ပြတ်လာခဲ့ရအခုငါအရှင်လက်လက်ငါးခေါင်းတွေအထုခံရတယ်လို့မျိုးငါအထုခံပြီးသေတော့မယ်နဲ့တူဒီလူတွေလက်ထဲရောက်သွားရင်တော့မလွယ်ဘူးဟာငါဖျားစားလဲငါမရဘူးဘာတခုမှဒုက္ခပါပဲအမေအမေကဲပါအောင်မေရဲ့တမီးကိုကဲပါအောင်မေရဲ့မပူကြွရလဲမိခင်ကိုတန်းတာပြီးတော့ငိုကြွေးနေပါတယ်ကြောက်လန့်တကြားနဲ့လဲအော်မိအော်ရာတွေရှောက်အော်နေမိပါတယ် ဲ့ဒီချိန်မှာပဲအဲ့ဒီလူစုတွေကနေစကားပြောတန်ကြားလိုက်ရပါတယ်အခုလေးတွေမှာဒီနာလေးမှာပျောက်သွားတာကွာငါတို့ရွာကိုရောက်လာလို့ရှိရင်ဘယ်သူမှမလွတ်စေရဘူးကွာတို့တွေဟင်းစားဖူလုံးမီကွာမတွေ့တွေ့အောင်ရှာကြကွာတွေ့ရင်အကြောင်းကြားငါရွာထဲခဏပြန်လာအောင်မယ် ဲလိုပြောဆိုပြီးတော့အသားမဲမဲနဲ့ကိုလုံးဝတော်တော်ဂင်းတူတူနဲ့လူလိုလိုဘလူးလိုလိုမျက်လုံးနီနီနဲ့တရံရှိတဲ့လူဟာသူပြောစရာရှိရည်ပြောပြီးတော့လက်ထွက်သွားခဲ့ပါတယ်။ကြံရှိနေတဲ့သူတွေကလည်းမပူကြွယ်ကိုနေရာနဲ့လိုက်ရှာကြပါတယ်။မပူကြွယ်ကလည်းကြောက်ရွံ့စွာနဲ့ပဲဖះတားလိုက်မိခင်ကိုတားလိုက်ဇော်ကျွေးတွေပြန်နေရှာပါတယ်။အဲဒီချိန်မှာပဲဟာဟိုမှာဖွတ်တကောင်ဒီရောက်နေမိအောင်ဖမ်းကြကွာမိအောင်ဖမ်းကြအဲ့လူစုကတပင်တပင်မှာကတ်တွယ်နေတဲ့ဖွတ်ကြီးကိုလှန်နဲ့လမ်းပြစ်လိုက်ကြပါတယ်ဖွတ်ကြီးပြုတ်ကြလာတဲ့အခါမှာဖွတ်ကြီးရဲ့ခေါင်ကိုတင်းမုန့်နဲ့ထုလိုက်ကြပါတယ် ဖွကြီးရဲ့ခေါင်းတစ်ခုလုံးကျေမွသွားပြီးတော့ဆက်ငင်ဆက်ငင်နဲ့ငိမ့်သက်သွားပါတယ်အဲဒီချိန်မှာပဲမတ်ပူကျွေကစဉ်းစားတွေးတော့မိပါတယ်သူမမှနောင်နာတွေရင်ထဲမှာပြည့်ရှံနေပြီပဲဖြစ်ပါတယ်ငါလဲငါးခေါင်းတွေကိုထုတက်လာတာဝစ်လေပြီဒီမှာရဲ့ဒီလူစုရဲ့လက်ထဲကိုငါရောက်သွားရင်တော့ဒီဖွကြီးကိုတတ်တယ်လို့မျိုးငါလဲအသက်ခံရမှာပဲဒါတန်ငရဲခံနေရတဲ့အတူတကယ်ရွာကိုငါရောက်သွားပဲနေမှာဒါမဲ့ငါမသေးနိုင်သေးပါဘူးလူပုံမှာပဲရှိသေးတယ် ငါမရှိလို့ရှိရင်ငါမိခင်အိုကြီးနဲ့ကလေးနှစ်ယောက်ကိုဘယ်သူကတာဝန်ယူမှာလဲကိုုံးလားလဲလက်ကြောတင်းအောင်အလုပ်လုပ်တတ်တာမဟုတ်ဘူးလူပြင်းငါမိခင်ကိုပြန်ပြီးတော့ငါရှာကြွေးရအောင်မှာအမေရဲ့သမီးဒီမှာအဖြစ်ဆိုးနေတယ်အမေရဲ့သမီးကိုကယ်ပါအောင်မေရဲ့အဲ့လိုမျိုးကြိတ်ပြီးတော့အော်ဟင်းငိုကြွေးနေပါတယ်မပုကျွေရဲ့မိခင်ကြီးကလည်းရွာကိုပြန်မရောက်သေးတာကြောင့်မပုကျွေကိုမျှော်ပြီးတော့မြစ်တာပို့နေပါတယ်တမတ်အုံးလားကလည်းဘယ်နေရာမှာမူးပြီးတော့လဲနေမှာမသိပါဘူးကလေးနှစ်ယောက်ကတော့အိတ်နေပါပြီ အမေဖြစ်သူကလည်းအင်ရှိကုတ်ပြစ်မှာထိုင်ပြီးတော့သမီးဖြစ်သူပြန်လာကိုမျှော်နေမိပါတယ်။ဒါပေမဲ့လည်းမဘူးကျွယ်ကပြန်မလာမိုးလင်းပြီးတော့မနက်6နာရီပင်ထိုးနေခဲ့ပါပြီ။မဘူးကျွယ်ရဲ့မိခင်ကလည်းမဘူးကျွယ်ကိုစောင့်ရင်းနဲ့မိုးချုံမှရုတ်တရက်အိပ်ပျော်သွားတာကြောင့်မနက်မိုးလေးမှနိုးလာခဲ့ပါတယ်။နိုးနိုးချင်းပဲသမီးမဘူးကျွယ်ကိုသတိရတာကြောင့်ညာသမီးပြန်မပြန်လာရလားမသိဘူး။အခန်းထဲကိုသွားကြည့်အောင်ပါပဲ။ကလေးတွေအိတ်နေတဲ့ချင်းအောင်ကိုလန့်ကြည့်တဲ့အခါသမီးဖြစ်သူကိုမတွေ့ရတာကြောင့်ပို့ပြီးတော့စိတ်ပူပန်သွားမိပါတယ်။ရင်ထဲမှာလည်းတုန်ခါသွားခဲ့ပါတယ်။ဟာဘယ်လိုလုပ်ရမလဲ။အုံးလား။အုံးလား။ နေပဲချင်ရပြန်ရောက်တာလဲအင်ရှိကုပြကြီးမှာအိတ်နေလိုက်တာအပူပင်မရှိတဲ့အတိုင်းပဲ။ तू ကတော့အရက်လေးတမျှမျှနဲ့ငါသမီးကဘယ်ရောက်နေလဲမသိဘူး။ကို့မိမမရှိလို့မရှိမှန်းလည်းမသိဘူး။ဩဒီအမိုက်ကောင်တော့တကယ်ပဲ။အုံးလာ။ဟဲ့ထားစမ်းမအောင်အုံးလာရဲ့။ဒေါ်ပုစီကလည်းစိတ်ဆိုးမှန်ဆိုတဲ့သူ့တမက်ကိုအတင်းနှိုးပါတယ်။နှိုးမရတာကြောင့်ဒေါ်သာထွက်ပြီးကုန်းအောင်လိုက်ခါမှကိုအုံးလာအိတ်ချင်မှုလို့ပြွတ်ပြက်တဲ့နဲ့ထထိုင်ပါတယ်။ဟမ်ဟမ်ဘာဘာဖြစ်လို့လဲမဘူးကြွရ။နေမိမအိမ်ကိုပြန်မရောက်သေးဘူးဟဲ့။ရှာဖို့ထအောင်။ဟာဗျာအမေကလည်းအိတ်လို့ကောင်းနေဦးစောအတင်းလာနှိုးနေရဗျာ။ မပူကျွေကကလေးမမဟုတ်တာဗျငားသွားယူပြီးတော့ဈေးတောင်ထွက်နေလောက်ပြီဟဲ့နေမင်းမမပူကျွေကညာတွေကပြန်မလာတာဟဲ့ထရှာအောင်ငါလည်းကလေးတွေနဲ့မျက်စိကလည်းကောင်းတာမဟုတ်ဘူးခြေထောက်ကလည်းမတန်ဘူးထထပြီးရှာပါအောင်ဟဲ့ဗျာဟုတ်ဟုတ်ရဲ့လားဗျာပူကျွေကညာတွေကပြန်မလာဘူးဟုတ်လားဟာဒီမင်းမမဟုတ်မှလွယ်ရောလင်ငယ်နောက်ကိုလိုက်သွားတာထင်တယ်အမေကဟဲ့ကောင်ရဲ့မရိုင်းလိုက်လားနင်တို့စားဖို့တောက်ဖို့စီးဝါရှာနေရလေပေါက်ပေါက်ရှာရှာဟဲ့မနေ့ကငားတွေမကုန်လို့ဟိုဘက်ယူအောင်မှာသွားပြီးရောင်းတာဟဲ့ဟမ်ဟုတ်လားမေရဲ့ ဘာလို့သွားရလဲဗျာအပြန်နေဆောင်လို့ရှိရင်တင်းညံ့ကိုဖျက်ရမှာလေအန်နီရဲ့ကြီးရကြီးနဲ့ဟာပုကျွတယောက်ကတော့ဒုက္ခရောက်နေပြီနဲ့တူတယ်မေရဲ့ဒုက္ခပါပဲတသွားရှာလာအောင်မယ်ဗျာရွာတွေကကိုဖိုးသားကြီးကိုလည်းဝင်ခေါ်လိုက်အောင်မယ်အေးအေးမြန်မြန်သွားရဲ့နင့်မလဲလေးတီလေးတွဲနဲ့တုတ်တုတ်ပြပြပြထွက်သွားတယ်တမဲရဲ့နောက်ကျောပြင်ကြီးကိုကြည်ပြီးတော့ဒေါသထွက်ကတမေးပုကျွကိုအန်နီရဲ့ကင်းကင်းနဲ့ပြန်ရှာတွေ့ဖို့သာဆူတောင်းနေမိပါတယ်အဲဒီချိန်မှာပဲကိုအုံးလာကရွာတွေကိုဝင်ပြီးတော့ကိုဖိုးသားကိုဝင်ခေါ်ပြီးတော့အကျိုးအကြောင်းရှင်းပြပါတယ် အာအုံးလိုက်ရအခုမှတိလာကွာမင်းတဲပေါ့စတာပဲကွာလာလာလာကွာအချင်းရှိတော့မြန်မြန်သွားရအောင်ကိုအုံးလာနဲ့ကိုဘူးသားတို့နေရာကမပုကျွယ်ကိုရှာရန်အတွက်အရှိရွာကိုထွက်လာခဲ့ကြပါတယ်အရှိရွာကိုရောက်တဲ့အခါမှာတော့မပုကျွယ်တို့ရဲ့အမဝန်းခွဲအိမ်ကိုဝင်းစုံစမ်းတဲ့အခါ6နာရီလောက်ကပင်ပြန်သွားတဲ့ကြောင်းသူနဲ့တူကောင်းချင်းမောင်းစားပြီးတော့ညနေနေဝင်းကြီးတို့ပြန်သွားကြောင်းသိရပါတယ်အဲဒီလိုနဲ့ပဲအရှိရွာကိုသွားကရွာသားများကိုအကျိုးအကြောင်းပြောပြပါတယ် အဲ့ဒီရွာသားတွေကတင်းချိုင်းကိုဝေရောက်ရှာဖွေတင်ကြောင်းပြောပြပါဗါတယ်အဲ့ဒီတင်းချိုင်းဟာနေကင်းဘက်မှာတော့တယောက်တည်းမဖြတ်ရဲကြဘူးဆိုတဲ့နာမည်ကြီးလာတဲ့နေရာဖြစ်ပါတယ်မတ်ဘူးကျွဲအနေရတခုခုနဲ့ကြုံနေတာတေချာတလောက်ပင်ဖြစ်ကြောင်းအကြောင်းသိတဲ့ရွာသားတွေကရှင်းပြပြီးတော့ရွာသား၂ယောက်၃ယောက်အုံလာနဲ့ဝိုင်းရှာရန်ဓာတ်ထုတ်ဆွဲပြီးတော့ထွက်လာခဲ့ကြပါတယ်တင်းချိုင်းကိုရောက်တဲ့အခါမှာတော့မတ်ဘူးကျွဲကိုသတိမေ့မျောလျက်တွေ့ကြရပါတယ်အုံလာနဲ့ရွာသားတချို့ကလည်းမတ်ဘူးကျွဲကိုရွာကိုပြန်ခေါ်လာကြပြီးတော့စေကူတာပေးပါတယ်အဲ့ဒီအချိန်ကြီးမတ်ဘူးကျွဲကမေ့မျောနေစေပဲဖြစ်ပါတယ် အဲဒီချိန်မှာပဲမဘူးကျွယ်ကတခြားလောကသားများရဲ့လက်ကလွတ်ရန်အသက်လွနေရပါတယ်မဘူးကျွယ်လည်းငိုကြွေးနေရကနေဖះစာများကိုရသလောက်ရွတ်ဖတ်ပြီးတော့တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုမြစ်တာပို့နေရပါတယ်မဘူးကျွယ်ကလည်းကြာဘူးနာဝါဖြစ်တဲ့တစ္ဆာဆိုရင်ပို့ပြီးတော့ထိရောက်ပြီးတော့တစ္ဆာမှန်တဲ့ကအန်ရဲ့အတွေ့အကြုံကပဲလွတ်မြောက်တယ်ဆိုပြီးယုံကြည်ကအောက်ပါအတိုင်းတစ္ဆာပြုတ်ပါတယ်ကျမမဘူးကျွယ်ငါးမြောက်ကိုရက်ဆက်စွာတတ်ဖြတ်ပြီးတော့ငစိမ့်တဲ့အလုပ်ကိုလောက်ကန်စားတော့နေဒီမှာမှန်ကန်ပါတယ်ဖះအရိကရလာတဲ့အမျက်ငွေနဲ့တပည့်တော်မရဲ့ဖခင်ဆုံးမသွားစဉ် ငယ်စဉ်ခါကလေးကပင်တပည့်တော်ကပင်မန်းကြီးစွာရွာစဉ်လေကငားရောက်ပြီးတော့မိခင်အိုကြီးကိုလောက်ကန်ကျွေးမွေးပြုစုလာခဲ့ဒီမှာယခုချိန်ထိပင်ဖြစ်ပါတယ်။အဲ့ဒီမန်ကန်သောတစ္ဆာတရားတွေကြောင့်ယခုတေဘေးမှလွတ်မြောက်ပါစေသာ။အဲ့လိုမျိုးတစ္ဆာပြုလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမပုကျွယ်ရှိရသောလက်မဆေးမြင်ကြောင်တွေထိုးထားပြီးတော့ပစိုးအနီကွယ်ဝစ်စင်လာတဲ့အဖိုးအတူရောက်လာခဲ့ပါတယ်။သပင်းကိုလည်းရောင်တစောင်းထုံးထားပါတယ်။အဲ့ဒီအဖိုးရဲ့လက်ထဲမှာတော့ပလွေတစ်ချောင်းကင်ဆောင်ထားပါတယ်။ပလွေဟာဝါပလွေတစ်ချောင်းသာဖြစ်ပါတယ်။အဖိုးက ထွက်ခဲ့သမီထွက်ခဲ့ကွယ်မပူကျွေကလည်းခြုံမုတ်ထဲကနေထွက်လာခဲ့လိုက်ပါတယ်ကြောက်လွန်းတာကြောင့်အဖိုးကိုတေးချပဲမောမကြည့်ရဲပါအဖိုးသမီကိုမသက်ပါနဲ့အဖိုးရဲ့အရိကမှာပဲအဖိုးကညင်သာတဲ့တန်နဲ့ဟဲ့ညီကိုကယ်ဖို့ငါလာတာကွယ်ငါနောက်ကနေလိုက်ခဲ့ကွယ်ဟုတ်ဟုတ်ကဲ့ပါဖိုးမပူကျွေကလည်းအဖိုးရဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်အဖိုးကလည်းရှေ့ကပလွေကိုမုတ်ပြီးတော့ဥဆောင်ကမပူကျွေကိုခေါ်ဆောင်သွားပါတယ်ပလွေမုတ်ရလမ်းတစ်လျှောက်မှာမြည်သည့်အန္တရာယ်မှမတွေ့ရပါဘူး ဘလူးတရဲလိုလူတွေကိုလည်းမတွေ့ခဲ့ရတော့ပါအဲ့ဒီလူတွေကဘယ်ရောက်သွားပါလဲကဲသမီးအဲ့ဒီလမ်းကနေတက်တဲ့သားပြန်သွားကွယ်ညီးအိမ်ရောက်လိမ့်မယ်စိတ်ချပြီးတော့သွားဖះတရားမြဲပါမကောင်းမှုကိုမလုပ်ပါနဲ့ဟုတ်ဟုတ်ကဲ့ပါဖိုးမဘူးကျွေရလည်းအမည်မသိတဲ့အဖိုးကိုကြော်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပလီမုတ်တန်တက်တဲ့ကိုကြားနေရပါသေးတယ်မဘူးကျွေရဲ့ခန္ဓာကိုယ်ကတိရွက်ကလေးလိုမျိုးလေထဲမှာလွင်မျောပြီးတော့သွားပါတယ်ပလွေတန်ကလည်းတဖြည်းဖြည်းနဲ့ဝေးရွေဝေးရွေကြံခဲ့ပါပြီ ရေပေးပါရေရေစားရဲရေညီတဲ့အနေနဲ့သူမပုကြွေရသတိရလာခဲ့ပါတယ်သမီးသမီးသတိရလာပြီလားသမီးဟဲ့အုံးလားနင်မင်းမနိုးလာပြီဟဲ့ရေရေပေးစားရေတောင်းနေတယ်ဟောဟုတ်ဟုတ်ကဲ့မေအမေကိုုံးလားကျမကျမမသေးလို့ပြန်ရောက်လာတာမပုကြွေရမိခင်ကြီးကိုဖတ်ပြီးတော့ရှာကြီးတငင်နဲ့ငိုကြွေးပါတယ်အဲဒီနောက်မှာတော့နှစ်ချိုက်စွာအိပ်ပျော်သွားပြန်ပါတယ်အိယာမနိုးလာတဲ့အခါမှာတော့အမေကိုုံးလားကျမဒီ၅ရောင်းတဲ့လောက်ကိုမလုပ်တော့ဘူးရှင်တခြားလောက်ပဲပြောင်းလုပ်တော့မယ် အဲ့လိုမျိုးတွေပြောဆိုပြီးတော့မပုကျွေဟာသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အနေအများကိုယဉ်ဖွင့်ပြောပြပါရယ်။ကောင်းတာဗောသမီးရဲ့အမေဝမ်းတာတယ်။ကွယ်လွန်သွားတဲ့ညီးဖေတိလို့ရှင်လဲအရန်ပဲဝမ်းတာမှသမီးရဲ့ညီရဲ့ဖေကလေတရဝါရီရဲ့အသက်တက်တာကိုမကြိုက်ဘူးသမီးရဲ့။မွေးနေ့ခါကြီးရက်ကြီးဆိုလို့ရှင်ဥပုပ်ဆောင်တယ်။အသားငါရှောင်းတယ်။ဖះတရားဆိုအလွန်ယူတည်ကန်းဆိုင်တာသမီးရဲ့။သမီးအခုလိုမျိုးအမြင်မှန်ရပြီးတော့အသားငါမရောက်တော့တော့တိလို့ရှင် ရောက်ရဘောကနေပြီးတော့တာရုခေါ်နေမှာပါ။အမေလည်းအရန်ဝမ်းတာတယ်။ တာရုပါကွယ်တာရုတာရုတာရုငါသမီးလေးဖုန်းကြည့်လို့အသက်ရှည်ပါစေနော်မပုကျွယ်ရဲ့မိခင်ကမျက်ရည်များစီးကြလာပြီးတော့တာရုခေါ်ပါတယ်အဲဒီချိန်မှာပဲမပုကျွယ်တို့ရဲ့အိမ်ကောင်းရင်းမှာရှိတဲ့ဖခင်ចောင်းဆောင်စီကနေအိမ်မြောင်တကောင်ရဲ့ကြေလောင်စွာဆုတ်ထိုးတန်ဟာမြည်ဟင်းထွက်ပေါ်လာပြီးတော့မပုကျွယ်တို့အိမ်ထဲကိုလေညင်းလေးနဲ့တူအမွှေးနှံတင်းတင်းလေးတစ်ခုဟာဝေဝဲတိုက်ခတ်သွားခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာတွေပဲပြီးဆုံးသွားခဲ့ပါပြီဗျမူရင်းရေးသားသူစာရေးသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်